ယေရမိအနာဂတိကျမ်းအခန်းကြီး23အငယ်1မှ40သာရဖျားမိန်တော်မူသည်ကငါထံမှကြက်စားသောသူတို့ကိုဖျက်ဆီး၍အရရက်တို့ကွဲပြားစေသောသူထိန်တို့သည်အမင်္ဂလာရှိကြ၏ထို့ကြောင့်ဣတရီလအမျိုး၏ဖျားသခင်သာရဖျားမိန်တော်မူသည်ကငါဤလူတို့ကိုကြွေးမွေးရသောသူထိန်တို့အမှုမှာတင်တို့သည် ငါဤတိုးစုကိုမကြည့်ရှုမပြုစုအရရက်သို့ क्वे ပြစေ၍နှင်ထုတ်သောကြောင့်သင်တို့ပြုသောဒုစရအပြစ်ကိုသင်တို့အပေါ်မှာငါတက်ရောက်စေမည်ဟုထာဝရဘုရားမိန့်တော်မူ၏ဂျပန်မိန့်တော်မူသည်ကငါဤတိုးစုကိုငါနှင်ထုတ်သောပြည်ရှိသမျှတို့၌ကြံ့ကျွမ်းသောတိုးတို့ကိုငါစုဝေး၍နေရင်တိုးချံသူတပန်းငါဆောင်ခဲ့အုံးမည် သူတို့သည်လည်းတားဖွား၍များပြားကြလိမ့်မည်သူတို့ကိုကြွေးမွေးသောတူးထင်းတို့ကို သူတို့အပေါ်မှာငါခန့်ထားသဖြင့်သူတို့သည်နောက်တဖန်ကြောက်ချင်းထိတ်လန့်ချင်းမရှိရကြဆုံးမချင်းကိုလည်းမခံရကြဟုထာဝရဘုရားမိန့်တော်မူ၏ထာဝရဘုရားမိန့်တော်မူသည်ကသက်ရှင်သောအညွန့်ကိုဒါဝိတ်အဖို့ငါပေါ့စီသည့်အတိုင်းညံကောင်းသောရှင်ဘုရင်တဦးသည်စိုးစံ၍ ြေကြီးပေါ်မှာတရားသဖြင့်ဖြောင့်မတ်စွာစီရင်ရာ ကာလသည် ရောက်လိမ့်မည်ထိုမင်းလက်ထက်၌ယူဒပြည်သည်ကဲတင်ချင်းသို့ရောက်၍ဣသရေလပြည်လည်းငြိမ်ဝှက်စွာနေရလိမ့်မည်ထိုမင်းသည်ယေဟောဝါဇေတကနူးဟူသောဘွဲ့နာမရှိလိမ့်သည်တို့ဖြစ်၍သာဝရပြမိန်တော်မူသည်ကား ဣသရေလအမျိုးသားတို့ကိုအကုတုပြည်မှနှုတ်ဆောင်သောသာရဖျားအသက်ရှင်တော်မူသည်ဟူ၍မကြိမ်ဆိုပဲဣသရေလအမျိုးသားအစဉ်အဆက်တို့ကိုမြောက်ပြည်မှစာ၍နှင်ထုတ်ဘူးသောပြည်ရှိသမျှတို့မှ ပို့ဆောင်သောသာဝရဘုရားအသက်ရှင်တော်မူသည်ဟူ၍ကျိန်ဆူရသော ကာလသည် နောက်တဖန်ရောက်လိမ့်မည် သူတို့သည်နေရင်ပြည်၌တဖန်နေရကြလိမ့်မည်။ပရောဖက်များနှင့်ဆိုင်သောစကားဟူမူကားထာဝရဘုရားကြောင့်၎င်းတန်ရှင်သောစကားတို့ကြောင့်၎င်းငါစိတ်ပြက်လျက်ရှိ၏။ငါအယိုးရှိသည်များတို့သည်လှုပ်ရှားကြ၏။ရင်မူသောသူနှင့်စပြည့်ရည်နိုင်သောသူကဲ့သို့ငါဖြစ်၏။အကြောင်းမူကားမတရားသောမေထုံ၌မိဝဲသောသူတို့သည်တပြည်လုံး၌အနက်အပြားရှိကြ၏ ထိုသူတို့ကြောင့်တပြီလုံးမြည်တမ်းရ၏တော၌ကြက်စားရအရတုသည်တွေ့ချောက်ကြ၏ပြည်သားများလိုက်တော်လန်းသည် မဖြောက်သူတို့အစွမ်းတတ္တိသည်တရားဘက်၌မနေတတ်ပရောဖက်နှင့်ရစ်ပရောဟိတ်နှစ်ပါးတို့သည်ဖျားကိုမယုံမတည် ပြုကြပြီငါအိမ်၌ပင်သူတို့ပြုသောအတ္တမအမှုကိုငါတွေ့ပြီဟုထာဝရဘုရားမိန့်တော်မူ၏ ထို့ကြောင့်သူတို့သွားသောလမ်းသည်မှောင်မိုက်၌ချောတက်သောလမ်းကဲ့သို့ဖြစ်၍သူတို့သည် တွန်းတိုးခြင်းကို ခံရ၍လဲကြလိမ့်မည်အကြောင်းမူကားသူတို့သည် ဆုံးမခြင်းကို ခံရသောကာလ၌သူတို့အပေါ်မှာဘေးဥပက္ခိုတင့်ရောက်စေမည်ဟုထာဝရဘုရားမိန့်တော်မူ၏ရှမာရိပြည်သားပရောဖက်တို့၌လည်းမိုက်သောသဘောကိုငာမြင်ပြီး သူတို့သည်ဘာလဖျားကိုမိဝဲ၍ပရောဖက်ပြုသည်ဖြင့်ငါဤလူဣသရေလအမျိုးသားတို့ကိုမှားယွင်းစေကြပြီယေရုရှလင်မြို့သားပရောဖက်တို့၌လည်းဆက်ဆုပ်ယွန်းရှာပွဲသောသဘောကိုငါမြင်ပြီသူတို့သည် မတရားသောမိထုံ၌မိဝဲလျက် မုဒါကိုလည်းသုံးလျက်အတ္တမပြုသောသူတို့ကိုအားပေးတတ်သဖြင့်အဘယ်သူမှမိမိပြုသောအတ္တမအမှုကိုမစွန်းထိုသူရှိသည်များတို့သည်ငါ၌သောတုံမြို့သားကဲ့သို့၎င်းเยรูซาเล็มမြို့သားတို့သည်ဂေါမောရမြို့သားကဲ့သို့၎င်းဖြစ်ကြ၏ထို့ကြောင့်ကောင်းငင်ဘုရားအရှင်သာရဖျားသည် ပရောဖက်တို့အမှု၌မိန့်တော်မူသည်ကသူတို့ကိုဒေါနနှင့်ငါကြွေးမီစေးခါကိုလည်းတောက်စေမီယေရုရှလင်မြို့သားပရောဖက်တို့သည်မူလအမြစ်ဖြစ်၍အတ္တမအမှုသည် တပြည်လုံးကိုနှံ့ပြလေပြီကောင်းငင်ဘုရားအရှင်သာဝရဘုရားမိန့်တော်မူသည်ကပရောဖက်ပြု၍သင်တို့အားဟောတတ်သောဆရာတို့ဤစကားကိုနားမထောင်ကြနှင့် သူတို့သည်သင်တို့အားအချီးနှီးဟောတတ်ကြ၏ထာဝရဘုရား၏နှုတ်တော်ထွက်သူမလိုက် ကိုအလိုအလျောက်ယူပါယုံကို မြင်သည့်အတိုင်းဟောပြောတတ်ကြ၏ထာဝရဘုရား၏နှုတ်ကပတ်တော်ကိုမထီမဲ့မြင်ပြုသောသူတို့အားသင်တို့သည်ငြိမ်ဝှက်ခြင်းရှိကြလိမ့်မည်ဟုဟောတတ်ကြ၏မိမိတို့စိတ်နှလုံးခိုင်မာခြင်းသဘောသို့လိုက်သောသူတို့အားသင်တို့သည်ဘေးဥပ္ပနှင့် မတွေ့ရကြဟု ဟောတတ်ကြ၏ ထိုသူတို့တွင်အဘယ်သူသည်ထာဝရဘုရားနှင့်တိုင်ပင်ဘက်ပြုသည်နည်းအဘယ်သူသည် အမှုတော်ကိုကြားမြင်သည်နည်းအဘယ်သူသည်နှုတ်ကပတ်တော်ကိုနားထောင်၍ကြားသည်နည်းထာဝရဘုရား၏လေးပွေတော်သည် ပူသောအရှိန်နှင့်ထွက်၏ပြင်းစွာသောလေးပွေဖြစ်၍မတရားသောသူတို့ကောင်းပေါ်မှပြင်းစွာတိုက်လိမ့်မည်ထာဝရဘုရားသည် လက်ဆက်တက်၍အကျဉ်အစီတော်ကို ပြည့်စုံစေတော်မမူမီ အမျက်တော်မငြိမ်းရနောက်ကာလ၌သင်တို့သည် ရှင်းလင်းစွာနားလည်ကြလိမ့်မည်ငါမစေလှုပ်ပဲထိုပရောဖက်တို့သည်ပြေးကြပြီငါမမာထားပဲသူတို့သည် ကိုယ်အလိုအလျောက်ဟောပြောကြပြီထိုသူတို့သည်ငါနှင့်တိုင်ပင်ဖက်ပြုလျင်ငါစကားကို ငါဤလူမျိုးအားဆင့်ဆို၍ငါဤလူမျိုးကို မတရားသောလမ်းမှ၎င်းမကောင်းသော အကျင့်ဒလိမှ၎င်းလွဲသွားစေကြပြီငါသည်ဤသောအရက်၌သာဖျားဖြစ်သလောဝေးသောအရက်၌လည်းဖျားဖြစ်သည်မဟုတ်လောဟုထာဝရဘုရားမေးတော်မူ၏ ငါမမြင်စေခြင်းငါအဘယ်သူသည်မထင်ရှားသောအရ၌ပုံရှောင်၍နေနိုင်သနည်းဟုထာဝရဘုရားမေးတော်မူ၏ငါသည်ကောင်းကင်မြေကြီးကိုနှံ့ပြသည်မဟုတ်လောဟုထာဝရဘုရားမေးတော်မူ၏ငါသည်အိမ်မက်မြင်ပြီးအိမ်မက်မြင်ပြီးဟုငါနာမကိုအမိပြု၍မုသာဖြင့်ဟောပြောသော ပရောဖက်တို့၏စကားကိုငါကြားပြီး ထိုပရောဖက်တို့သည်အဘေမြတ်ကာလပတ်လုံးဤသို့ကြံစီကြလိမ့်မည်နီသူတို့သည်မုသာစကားကိုဟောပြောတတ်ကြ၏ကိုစိတ်နှလုံးလှည့်စားသည့်အတိုင်းဟောပြောတတ်ကြ၏ ဘူပိရုသည်ဘာလကြောင့်ငါနာမကိုမေ့လျော့တကယ်သူသူတို့သည်အိမ်နီးချင်းတယောက်ကိုတယောက်ပြောတတ်သော အိမ်မက်များအားဖြင့်ငါဤလူမျိုးသည်ငါနာမကိုမေ့လျော့စေမည်ဟုအကြံရှိကြသည်တကားအိမ်မက်မြင်သော ပရောဖက်သည် အိမ်မက်စကားကိုပြောပါလေစီငါဤနှုတ်ကပတ်တော်ကိုခံရတော်သူသည်နှုတ်ကပတ်စကားတော်ကိုမှန်ကန်စွာဟောပြောပါလေစီအဖျင်းသည်စပားနှင့်အဘယ်သို့ဆိုင်သနည်းဟုထာဝရဘုရားမိန့်တော်မူ၏ငါဤနှုတ်ကပတ်တော်သည်မိကဲ့သို့၎င်းကြောက်ကိုထုချေသောတန်တူကဲ့သို့၎င်းဖြစ်သည်မဟုတ်လောဟုထာဝရဘုရားမိတော်မူ၏ ို့ဖြစ်၍ငါစကားတော်ကိုအိမ်နီးချင်းတယောက်မှတယောက်ခိုးသောပရောဖက်တို့ကိုငါသည်ဆန့်ကျင်ဘက်ပြုမိဟုထာဝရဘုရားမိန့်တော်မူ၏မိမိတို့အလိုအလျောက် ဟောပြောလျက်နှင့်အမိန့်တော်ရှိသည်ဟုဆိုသော ပရောဖက်တို့ကိုငါသည်ဆန့်ကျင်ဘက်ပြုမိဟုထာဝရဘုရားမိန့်တော်မူ၏မှားသောအိမ်မက်ကို ဟောပြော၍ မုတာစကားနှင့် အချီးနီးစကားအပြင်ငါဤလူမျိုးကိုမှားယွင်းစေသောပရောဖက်တို့ကိုငါသည်ဆန့်ကျင်ဘက်ပြုမိသူတို့ကိုငါမစေလို့မမာထားသောကြောင့်ဤလူမျိုးသည်ကျေးဇူးမရှိဟု ထာဝရဘုရားမိန့်တော်မူ၏ဤလူမျိုးတွင်စင်ရဲသားဖြစ်စေပရောဖက်ဖြစ်စေရစ်ပရောဟိတ်ဖြစ်စေတစုံတစ်ယောက်က ထာဝရဘုရား၏ဗျာဒိတ်တော်အဘယ်သို့နည်းဟုတင့်ကိုမေးလျင် ပြန်ပြောရမည်မှာ သင်တို့နှင့်ဆိုင်သောဗျာဒိတ်တော်ဟူမူကားသင်တို့ကိုငါစွန့်ပစ်မည်ဟုထာဝရဘုရားမိန့်တော်မူ၏ထာဝရဘုရား၏ဗျာဒိတ်တော်ရှိသည်ဟုပြောဆိုသော ပရောဖက်ယေဘရောဟိပြည်သူပြည်သားကို၎င်းထိုသူ၏အိမ်သူအိမ်သားတို့ကို၎င်းငါသည်တံပေးမည် တင်တို့ကထာဝရဘုရားသည်အဘယ်သို့ပြန်ပြောတော်မူသနည်းဟူ၍၎င်းအဘယ်သို့မိန့်တော်မူသနည်းဟူ၍၎င်းအိမ်နီးချင်းညီအကိုချင်းတယောက်ကိုတယောက်မေးမြန်းရမည်ထာဝရဘုရား၏ပြတိတ်တော်ရှိသည်ဟူ၍နောက်တဖန်မဆူရလူတိုင်းမိမိစကားမှတပါအခြားသောပြတိတ်တော်မရှိရအကြောင်းမူကား တင်တို့သည်အသက်ရှင်တော်မူသောဖခင်ငါတို့၏ဖခင်သခင်ဒီဟုသောကောင်းကင်ဘုရားအရှင်ထာဝရဘုရား၏စကားတော်ကိုဖျက်ကြပြီထာဝရဘုရားသည်တင့်အားအဘယ်သို့ပြန်ပြောတော်မူသနည်းထာဝရဘုရားသည်အဘယ်သို့မိန့်တော်မူသနည်းဟု ပရောဖက်ကိုမေးလောတင်တို့က ထာဝရဘုရား၏ပြာဒိတ်တော်ဟုဆိုကြသည်ဖြစ်၍ထာဝရဘုရားမိန့်တော်မူသည်ကထာဝရဘုရား၏ပြာဒိတ်တော်ရှိသည်ဟုမဆိုရမီအကြောင်းငါပြည့်ညတ်တော်လေသင်တို့သည်ထာဝရဘုရား၏ပြာဒိတ်တော်ရှိသည်ဟုသောစကားကိုတုံးကြသောကြောင့်ငါသည်သင်တို့ကို၎င်းသင်တို့နှင့်ဘိုးဘီတို့အားငါပေးသောမြို့ကို၎င်းငါထံမှအကုန်အစင်ကျုံ၍ပြစ်လိုက်မည် အစဉ်အမြဲမမေ့လျော့နိုင်သောထာဝရကဲ့ရဲ့ခြင်းနှင့်အဆက်ကွဲခြင်းကိုတင်တို့အပေါ်မှာတက်ရောက်စေမည်အာမင် God bless you